အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်ဒီဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော် Tottenham Hotspur အသင်းအနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့မြည်သည့်အခြေအနေမျိုးမှာမဆိုတာကျွန်တော် Tottenham Hotspur အသင်းကတော့လီးပြတ်တဲ့ရှာရတော့မယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုတောင်းတောင်းဖြတ်ဖြတ်တတ်လာတာကိုတွေ့ရမယ် အဲ့ဒါကဘာကိုဆိုလိုတာလဲလက်ရှိမှာဒါကျွန်တော်တို့မနေ့ကတော့ဒါကျွန်တော်တို့အဲ Telegraph ကနေပြီးတော့ Tottenham Hotspur အနာဂတ်နဲ့ပတ်သက်ပြီးရေးတင်ထားကြတော့တွေ့ရမယ် Telegraph ကဒါ Tottenham Hotspur နဲ့ပတ်သက်ပြီးဒါကျွန်တော်ရေးတင်နေကြလူဖြစ်တဲ့ကြောင့်မတီးရက်က Tier 2 level လောက်ရှိတယ် အဒေါ်တန်ဟော့စပါတင်ရဲ့လာမယ့်နေရာဒီမှာအဒေါ်တန်ဟော့စပါတင်အခုလက်ရှိမှာယူရိုပါလိရခဲ့မယ်ဆိုရင်တော့မှအခုလက်ရှိနီးပြကြုံနေဒါတရက်ဝက်လန်းခွဲဖို့အတွက်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့လာခဲ့ရပြီအဲ့တော့ဒီနေရာမှာဒါဒေါ်တန်ဟော့စပါတင်ကထုတ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့နှစ်ဦးသားသဘောတူဒါရက်ဆိုင်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သဘောကိုပို့ပို့ပြီးတွေ့လာခဲ့ရတယ်ပေါ့နော်အဲ့တော့ လက်ရှိဒီနောက်ပိုင်းနီးပြရတဲ့မှာဒီနီးပြကနှစ်နှစ်ပထမဆုံးခံတဲ့နီးပြတရားလို့တော့ပြောလို့ရပါတယ်။အေးနာခုနပြောသေးတယ်အကဲရေးသာဖလားမြရခဲ့ရင်တော့ကျွန်တော်18နှစ်ဒါကျွန်တော်နောက်ပိုင်းမှာဒါပထမဆုံးဖလားရတယ်။ဥရောပဖလားနှစ်40ကျော်နောက်ပိုင်းမှာဒါကျွန်တော်ဥရောပဖလားပထမဆုံးရခဲ့တဲ့နီးပြအနေနဲ့ဒါကျွန်တော်မှတ်တမ်းဝင်ခဲ့မှာ။ဒါပေမဲ့ဒီနီးပြနဲ့တော့ဒါတော်တော်ဟော့စပါအသင်းနဲ့လမ်းခွဲဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဓိကတော့ဘာကြောင့်လဲတော်တန်ဟော့စပါအသင်းကလက်ရှိမှာအကဲရေး NG poster ဂလူးနေနဲ့ဒါကျွန်တော်တို့ယူရိုပါလိရခဲ့မယ်ဆိုရင်သူအနေနဲ့သူတို့အနေနဲ့တစ်နှစ်လောက် chance ပူပေးဖို့အတွက်ရှိတယ်။ ။ဒါပြိသက်တွေအနေနဲ့အခုလက်ရှိမှာဒီနီးပြဘာလုတ်တက်လူလေဘာလုတ်တက်လူလေဆိုတဲ့အတန်ပြားဆိုထွက်ခဲ့တယ်ပေါ့နော်။ဒီနေရာမှာဒါကဘာလို့လဲပြီး ပူလောလောကတော့တန်ဖွဲ့တော့ကျွန်တော်တို့အနေနဲ့အိမ်ဝင်းမှာရှုံးခဲ့ပြီးရတဲ့နောက်မှာဒါသမိုင်းတစ်လျှောက်အဆိုးရွားဆုံးယာတီမှာဒါပြောမယ်ဆိုသမိုင်းတစ်လျှောက်ဒါကျွန်တော်တို့တတိယမြောက်အဆိုးရွားဆုံးဒီပြအနေနဲ့မှတ်တမ်းဝင်ခဲ့တယ်။ပြေဒါကျွန်တော်တို့ပရီးမီးယားလိမှာအရှုံးဆုံးဒီပြအနေနဲ့ဒါကျွန်တော်တို့မကြခင်မှတ်တမ်းဝင်တော့မယ်။သူ့တဲ့ပုံမှာနှစ်ယောက်ပဲရှိတော့ဒါပေမဲ့လာမယ့်ဘက်မှာလည်းလစ်ဗာပူးနဲ့ကမ်းမှာဖြစ်တဲ့အတွက်ကြောင့်စပါတင်နဲ့ရှုံးမှုတွေလည်းယာကိုင်းလုံးများတယ်။အကဲစပါတင်နဲ့ဒါကျွန်တော်တို့16ပွဲသာရှုံးနေခဲ့မယ်ဆိုရင်တော့တေချာတာတစ်ခုကတော့ ဟိုလာမဲ့ကျွန်တော်တို့ဒါ anti booster glue အနေနဲ့ဒါကျွန်တော်တမိုင်းတစ်လျှောက်အဆိုးရွားဆုံးနီးပြဖြစ်သွားမှာပေါ့နော်အဲ့တော့ပြောချင်တာကတော့ hospital တင်းနေအခုလက်ရှိမှာဒါမမဲ့ရအဲ့တုန်းကတော့မှ spa တင်းကတန်းဆင်းမလို့ဖြစ်ခဲ့သေးတယ်တန်းတော့မဆင်းသွားခဲ့ဘူးမမဲ့ရ osvaldo လာမသိပေါ့နော်အဲ့တော့အဲ့အဲ့နောက်ပိုင်းမှာဒါကျွန်တော် spa တင်းနဲ့ကျွန်တော်ဒါ15ပွဲထက်ရှုံးခဲ့တာတော်တော်လေးကိုနည်းတယ် anti booster glue လက်ရှိလက်ထက်မှာတော့အခုလက်ရှိမှာဒါကျွန်တော် premier league 18ပွဲရှုံးခဲ့ပြီးကံကောင်းထောက်မှဆိုတာနဲ့ဒါကျွန်တော်အောက်က3သင်းလုံးကဒါကျွန်တော်တော်တော်လေးကိုညံ့တဲ့တော့ကျွန်တော်အနေနဲ့တော်တော်လေးကိုအချိန်ကြီးရသိပ်ပြီးတော့ အခြေအနေရသိပ်ပြီးတော့အဲ့လိုကြီးမဆိုးခဲ့ဘူးเนาะပူပြီးဆိုတာကိုယ့်တဲ့အခြေအနေဆိုတာဝက်ဆန်းသွင်းဖြစ်နေတာပူဆိုးတယ်ပေါ့အဲ့တော့လက်ရှိနေထားမှာဒေါက်တာဟော့စပါသိနေတာကျွန်တော်တို့အကယ်၍သာကျွန်တော်တို့ယူရိုပါလိရခဲ့မယ်ဆိုရင်တော့လာမယ့်နွေရာသီမှာတော့ဒါကံကောင်းဆိုတဲ့ channel လေးလည်းဝင်မယ်အခြေအနေတွေကခုနပြောသူပဲဒါကျွန်တော်အဆင့်16လောက်ရှုံးတော့အဆင့်16နဲ့ဒါကျွန်တော်ရာသီပိတ်မယ်ဆိုရင်တော့မှဖလားလုံးနဲ့ရမယ်ချန်ပီယံလေးဝင်မယ်တို့ကြောင့်ဒါပြိတ္တရီနဲ့ညှော်လင်းစရာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ ငီးပြနေတဲ့အခုလက်ရှိမှာအကယ်၍ဖလားရသည်ဖြစ်စေဖလားမရသည်ဖြစ်စေဘလို့ပဲအခြေအနေပဲဖြစ်ဖြစ်လာမယ့်နေရာဒီမှာ NG Booster Glue ကတော့ Totten Hospital အသင်းကိုဒါကျွန်တော်တို့နှုတ်ဆက်ထွက်ခွာသွားတော့မှသိတယ်အဓိကတော့လက်ရှိမှာနီးပြကတော့ဒါပြိသက်ရဲ့ဒဏ်ကိုမခံနိုင်တော့ဘူးလို့ဆိုလို့ရမယ်တယ်မှာပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့လည်းခုနကပြောလက်ရှိမှာနီးပြထွက်သွားစေခြင်းနဲ့မှအများကြီးပါပါတယ်လက်ရှိမှာဒါပေမဲ့အကယ်၍သာနီးပြသာဖလားတလုံးရခဲ့မယ်ဆိုတော့ဒီ narrative တွေတခုပြောင်းသွားနိုင်တယ်ဟုတ်တယ်ကျွန်တော်တို့ချို့ပြဟာခင်ဗျားတို့ဒါက အဲ့တော့ဒီချွကြပြောဟာပရီးမီးယားလိမှာဒီလောက်ဆိုးရွားနေတာဖလားရလဲဘာဒူးမှာလဲဆိုဖလားရဘူးလို့လားကျွန်တော်ပြောတာသိလားကျွန်တော်ဟိုလုံးခဲ့ကျွန်တော်ဒါတော်တန်ဟော့စပါအသင်းနောက်ဆုံးဒါကျွန်တော်တို့ယူရိုပါလိရခဲ့တာကျွန်တော်အဖေကျွန်တော်တို့လူပြိုပေါက်တုန်းကရခဲ့တဲ့ဥစ္စာပုံစံမျိုးကျွန်တော်တို့တော့လူမဖြစ်သေးဘူးဗောနော်အခုလက်ရှိမှာကန်တချို့ကျွန်တော်တို့ကကန်ကောင်းလို့စပါအသင်းရတာကျွန်တော်ကာလင်းဖလားရတာမြင်ဘူးတာဗောနော်အဲ့တော့ပြောကျင်တဲ့အတိတ်ပဲအဲ့ဒါပေါ့ကျွန်တော်ချူချာဟာတဲ့မှာမင်းတို့တွေကွာတယ်ဘာဖြစ်တယ်ညာဘယ်စတန်ဒတ်ကိုဟာဟိုက်လောက်တာပါ ပြောရင်ကြောအိုကေဒီလိုစကားမျိုးကိုလည်းရှိမှ United ပြည်သက်တွေကပြောတယ်ဆိုကျွန်တော်လက်ခံတယ်ကျွန်တော်ပြောသေးလား United ပြည်သက်တွေဟာဒီအသင်းကဒီနေရာမှာမရှိသင့်ဘူးခုနကပြောဆိုကျွန်တော်ကဒီအသင်းမှာဒီနေရာမှာကျွန်တော်နီးပြလို့ဆိုတော့ထောက်ခံနေတာမဟုတ်ဒါပေမဲ့ခုနကပြောသေးပဲလက်ရှိမှာနီးပြဖလားရခဲ့တယ်ဒီဘီးပြဖလားတလုံးဘလောက်ဖလားတလုံးရအောင်ဘလောက်ထိခက်ခဲလဲပြီးရွှေရပြောတာဟာဒီယူရိုပါလိဆိုတာကွာတဲ့ခုနကပြောလို့ပဲတော်တော်လေးကိုလွယ်တဲ့အသင်းနဲ့တွေ့ပြီးမင်းတို့တက်လာခဲ့တာပါဆိုပြီးအဓိကဒါကျွန်တော်တို့ပြိတ်သက်ချင်းပြောတာသူများအသင်းတွေမပြောဘူးနော်သူများအသင်းတွေလက်ရှိမှာဒါကျွန်တော်ပြောပြမယ် ကျွန်တော်ဒါ16သင်းပြိတ္တရှိတယ်လက်ရှိမှာကျွန်တော်မြင်နေတာတော်တန်ဟော့စပါသင်းကဒါအာအင်တာနက်ရှင်နယ်ပြိတ္တတွေအာစနယ်ပြိတ္တတွေကလွင်ကျဲလူရောများစပါ့ကိုရတယ်ဘာလို့တော့တဲ့မှာဥမာဆိုဒါမြို့ကမှာလီဗာပူးပြိတ္တတွေဆိုရှင်းတယ်ယူနိုက်တက်ရတာတဲ့ဆိုင်စပါ့ရတာမက်ဆီနောက်တက်တာဘာလို့တော့တွေ့ရတာကျွန်တော်မြို့ဘာပေါ့အင်္ဂလန်ဒါကြီးရတယ်အဲ့တော့ပြောချင်တာစပါ့လက်ရှိမှာပရီးမီးယားလိမှာစပါ့တာလက်ရှိဒါယူရိုပါလိရခဲ့မယ်ဆိုရင်မက်ဆီနောက်တက်တာမယ်ကျန်တဲ့လူတွေထက်ဆိုင်အများကြီးတက်တာပဲဖလားရတယ်အဲ့တော့တက်တာအဲ့တော့ပြောချင်တာကโอเคဒီကောင်ကြီးရသွားတယ်ကိုဆက်မကြည့်အဲ့တော့လက်ရှိမှာပြဿနာရှိနေတာကကိုယ်အသင်းကပြိတ္တတွေပဲလက်ရှိမှာမြန်မာကပြိတ္တတွေကအဲ့လောက်ဒီ မဆိုးဘူး international ကပြည်သက်တွေတော်တော်လေးကိုဟောင်းပွားဟောင်းပွားလုပ်ပြီးအာရုံနောက်တယ်ဗောနော်တော့ပြောချင်တာဟာမင်းတို့ဒီလောက်လွယ်တဲ့ဒါ Europa League ွာဘာလို့လဲခုနကဒီလောက်တက်တာဒါထူးဆန်းလုပ်လို့ semi final တက်တာမှထူးဆန်းလုပ်လို့လား Mauricio Pochettino, Jose Mourinho, Antonio Conte အန်တိုနီယိုကွန်တီဆိုလက်ရှိမှာဒါကျွန်တော်နပိုလီနဲ့ CDA ဝင်လာဆိုတဲ့ဘဲကတော်တန်ဟော့စပါအသင်းကို conference league မှာအုပ်စုစဉ်ကိုမတက်အောင်လုပ်ပြီးလုံမပြီးနေခမရကိုဗစ်ကိုဘလောက်အကြောင်းပြပြစပါတင်တယ်အဲ့တော့သုံးမှတ်ပေးရောခဲ့တာ ကိုဗစ်ကြောင့်စပါတင်းကမမဲ့ရအဲ့တော့က UGC list တင်တာမကန်ရတဲ့ကြောင့်သုံးမှတ်ပဲရောတာစပါတင်းနေနဲ့အမှန်တိုင်းပြောမှာဆိုအဲ့တော့ကအုပ်စုစင်မှာအဆင့်1နေရာမှာရက်တည်နေပြီးတော့လုံးဝဥဆောင်နေရမှာပုံစံမျိုးဖြစ်ပြီးတော့သုံးမှတ်ဆိုတာစပါတင်းတို့လုံးဝမပြောပါတော့တဲ့အမှတ်တကူဖြစ်နေရမယ်အချိန်မှာ စပါးသစ်နဲ့အဲ့သုံးမိုက်ရောတဲ့အတွက်ကြောင့်ကျွန်တော်တို့ conference league ကထွက်သွားခဲ့တယ်။ကျွန်တော်တမိုက်တက်လျှောက်တာကျွန်တော်ဖလားရဖို့အတွက်အလွယ်ကူဆုံးဖလားတစ်ခု West Ham တောင်ရသွားတဲ့ဖလားတစ်ခုကျွန်တော်ရဖို့အတွက်အလွယ်ကူဆုံးဖလားတစ်ခု contain မလုပ်ပေးနိုင်ခဲ့ဘူး။ရှေ့မှာ Jose Mourinho Mourinho ကခုနကပေါ့ maybe ပေါ့နော်ကျွန်တော်အနေနဲ့က final ဒီဒါကျွန်တော်တို့ဒါ Manchester City ကိုတတ်ဖို့တဲ့သူကြိုးစားပြီးသွားခဲ့တယ် Mourinho is fair မှန်တယ်ဒါပေမဲ့ခုနပြန်ပြောကြည့်အောင်လာခုနပြောလို့ဆောက်ရဲလက်ရှိဒါကျွန်တော်တို့ Tottenham Hotspur ပြိတက်တွေလက်ရှိမှာ international ပြိတက်တွေပူဆိုးရပါတော့ကျွန်တော်လည်း Mauricio Pochettino ချစ်တယ်ဖျားသခင်လို့ကိုးကွယ်နေတယ်ဒါကျွန်တော် Mauricio Pochettino ဆိုတဲ့ဘဲက Tottenham Hotspur အသင်းကိုဒါကျွန်တော်သူကင်လာတဲ့တန်တန်းတစ်ချောင်းပါ Champion League ကိုလည်းချီးကျူးရဲလေးစားရဲဒါပေမဲ့ကျွန်တော်ဒါ Europa League ကိုတစ်ချိန်မှမှ semi final လွယ်လွန်းနဲ့ Europa League ကိုကျွန်တော်တစ်ချိန်မှမတက်ဘူး semi final ကို ဘယ်လောက်ဒီကြီးရလဲပြပြမယ်ควอเตอร์ဖိုင်နယ်မှာနီးပြထောင်ထဲရောက်နေတဲ့အချိန်ဒိုင်နမိုဇာဂရက်ဆိုတဲ့အသင်းကအော်ဒီစိတ်ရဲ့ဟက်ထရစ်နဲ့သူကျွန်တော်တို့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုထိုက်တန်တက်လှမ်းသွားခဲ့တယ်အဲ့လောက်ထိကျွန်တော်စပါးအသေးနေနေအဲ့တော့ပြောချင်တာမင်းတို့သိရကွာဒီခုနပေါ်တယ်မင်းဒီဒီနီးပြကွာလွယ်လွယ်လေးလောက်ရတာလွယ်ရင်ဘာလို့မလုပ်ကြလဲဒါနှစ်40အတွင်းမှာဒါဒုတိယမြောက်ဥရောပစီမီပိုင်တယ်အဲ့တော့နှစ်40အတွင်းကဆောက်ရမ်းကောင်းပါတယ်ဆိုတဲ့နီးပြတွေဘာမှလဲပြောရအောင် top 4ဝင်လာပေါ့အခုလက်ရှိမှာခုနကပေါ့ top 4ဝင်တာမဟုတ်နဲ့ကျွန်တော် i don't parking care ပြောပြမယ်ရှေ့ရှေ့ဘာလို့လက်ရှိမှာ Europa League ရလဲ Champion League ဝင်မယ်ဥစားဘာလို့တောင် Europa League အာမဆိုင်ကြလဲကျွန်တော်ပြောတည်လားအော်ပြောကျင်တဲ့အတိတ်ပဲအဲ့ဒါပေါ့ဟာကျွန်တော်ပြောရပြန်လက်ရှိမှာနီးပြဆောက်သုံးမကြောက်သူ့ဘာသူပရီးမီယာလိမှာဒါတကက်ဒါပေမဲ့ခုနကပြောဆိုအကေဒီလောက်တိရောက်လာသူ့အနေနဲ့ဒါချီးကျူးရမယ်တပွဲလဲမဟုတ်နှစ်ပွဲလဲမဟုတ်အခုလက်ရှိဒါကျွန်တော်တို့ဆော့လာတာယူရိုပါလိမှာဘယ်နှစ်ပွဲမှမသိဘူး Frankfurt ပြော Frankfurt Frankfurt ဆုံးလို့ Frankfurt ဆိုတော့အခုလက်ရှိ Bundesliga မှာအဆင့်3နဲ့နေတာလက်ရှိဒါကျွန်တော်အိမ်ကွင်းမှာနောက်ဆုံးဒါကျွန်တော်တို့အဲ့လိုမျိုးကောင်းလာမှာဆိုတဲ့အတင်းတူတဲ့အချိန်မှာမှ၃တနစ်လုံးမှာအိမ်ကွင်း၃ပွဲပဲရှုံးမှုတဲ့အတင်းကိုကျွန်တော်၄ပွဲမြောက်ရှုံးပွဲတစ်ခုပေးခဲ့တယ် အဲ့တော့ပြောချင်တာကဗျာဒီလားကျွန်တော်တို့အနေနဲ့ pragmatic မှာလက်ရှိ approach ရဆောင်ရမ်းကောင်းနေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခုလက်ရှိမှာနီးပြအနေနဲ့ဒါလို့သူ့အနေနဲ့ထွက်ချင်ဆိုနားလေတယ်ခင်ဗျာစဉ်းစားကြည့်ခင်ဗျာဥမာလက်ရှိပါခင်ဗျာကလူတယောက်ကိုဒီကောင်ဘုရားမမြင်ဘူးတဲ့အရာတခုခင်ဗျာပေးဖို့အတွက်ခင်ဗျာစူးစမ်းနေတယ်မြင်လဲမြင်ဟုတ်ပါလက်ရှိမှာခင်ဗျာဘာနဲ့သွားတူလဲဆိုခင်ဗျာကောမဒီတဲ့ပေါ့ရန်ချစ်တယ်ကောမဒီကိုခင်ဗျာရွှေပေါ်မြတ်သူ့ဘဝမှာမမြင်ဘူးတဲ့အရာမှန်သမျှခင်ဗျာအကုန်လုံးပေးတယ်ဒါမဲ့သူ့ရဲ့စကားလုံးကပါဟာဒီဘဲကွာငါ့ကိုအရင်သူ့ငါမမြင်ဘူးတဲ့ຢာတွေပေးပေမဲ့ အာဒီဘဲကွာအချစ်စစ်ကိုမပေးနဲ့ what the fuck မချစ်လို့ဒီခင်ဗျားကြိုက်တာတွေပဲဟုတ်တယ်ခုနကပြောသဘဲတခါရရလူတွေရဲ့ top processor ကဒါကျွန်တော်ခုလက်ရှိမှာနီးပြကျွန်တော်ထုတ်တယ်မထုတ်ဘူးကျွန်တော်ပြောတာမဟုတ်ဒါပေမဲ့နီးပြဘာလို့ထွက်ချင်လဲဆိုတော့ကျွန်တော်နားလေတယ်ခင်ဗျားစဉ်းစားကြည့်နှစ်ပေါင်း40နှစ်ပေါင်း18နှစ်လူကလေးတယောက်မွေးလူပြောပေါ့ဘွေးလူပြောပေါ့ဘွေးအကောင်16နှစ်နဲ့မိမကြီးတနှစ်သားကလေးတော်မွေးလို့ရတဲ့အချိန်မှာ ဟာဒီဖလားလေးရလွယ်အဲ့ဒါဆိုမင်းတို့မင်းတို့တောင်းစားအတင်ဘာလို့ဖလားမရလဲငါပြောတာရှင်းရှင်းလေးသိလားဆောင်းញမ်းကောင်းနေဆောင်းញမ်းတော်တဲ့လူနဲ့ပဲစုထားရပဲဘယ်မဲ့လဲဖလားငါပြောတာတခါကြရင်ဗျကိုအားပေးတဲ့အတင်ချင်းနေကိုလုံးဝမသိဘူးအဲ့ပြဿနာတော်တော်ဆိုးတဲ့ပြဿနာဗျအဲ့ဒါ harsh reality ပဲကျွန်တော်တော့ကျွန်တော်အတင်ကျွန်တော်အနေနဲ့အခုလက်ရှိမှာ NG Bozagun နဲ့ကျွန်တော်လက်ရှိ Champion လို့ဆို Europa League မှာလုပ်ပြီးကျွန်တော် appreciate လို့သူ့အနေနဲ့လာမယ့်နေရာဒီမှာထွက်တဲ့နေဒီပြရတာပါဒါပေမဲ့အခုလက်ရှိမှာ Europa League ကို downplay လုပ်လို့မရဘူး ကျွန်တော်ပြောတော့ပေါ့လားဓာတ်ရုပ်တွားပြီးဒေါင်းပလေးတွားလို့လို့မရအောင်ယူရိုပါလီကိုအာဒီကောင်ဆော့ဘောလို့လို့ပြီးတက်လာဆော့ဘောလို့ပြီးတက်လာတွားပြောလို့မရအောင်ခမအခုလက်ရှိမှာဟိုနာပြောဆိုရှေ့နီးပြတာပိုချက်တီနိုဒါကွန်တီဂျူဇင်းမွန်ဒီနီးပြတွေမှာဟယ်ရီကိန်းလို့ကောင်မျိုးရှိခဲ့တယ်တော့ဘာဖလားမှမရခဲ့တာကျွန်တော်ပြောတယ်လားအခုလက်ရှိနီးပြလဲဆောက်ရမ်းတော်နေမှာပြောဆောက်သုံးလဲမကြအောင်အမှန်တရားပြီးမြတ်လိမ္မာတာကျွန်တော်လုံးဝသုံးမကြတယ်တော့ပါတယ်ကျွန်တော်တမိုင်းတချို့ဟုတ်တယ်လက်ခံဒါပေမဲ့ ်ဟာဒီဘက်တော်ခုနပေါ်ငါဒါလူလူတိုင်းလုံးနေစမ်းတကယ်တကယ်အဲ့ British ကကောင်းတယ်ဆောက်ဘောတွေတလားအဲ့အင်္ဂလိပ်ကကောင်းတယ်ဆောက်ဘောတွေခမတကယ်တကယ်ဟိုပြောပြတော့လေခုနပေါ်သူဟာဘာဖြစ်နေကြမပြောဘူးခုနတခါကျရင်ပြောရင်ဟာမင်းကဆွန်ဟောင်းမင်းကြည့်ပါเออหลอมาตาเลยเมนูคุณน่ะบะเลยเมนูพลาไม่เห็นมาพลายาดาเห็นวู้เลยกว่าซอฮอมเมนชื่อมาอาเปลาลาบยอเนี่ยจองๆๆเนี่ย ကျောင်းတခါရဲအကောင်လေရီးစကားအားပြောတာတခါရဲဒေါသတော့အဲ့တောင်နေကျွန်တော်တို့စပါတင်းချောင်းဘာလို့မပြောစပါတင်းချောင်းပြောခင်ဗျာကျွန်တော်ဒေါတွေမိုးတွေအများကြီးပါသူများတင်းချောင်းဆိုတာသူသူများတင်းချောင်းပြောတယ်အော်ဒါကျွန်တော်ထိန်းလို့ရတာခုနကပြောဆိုပဲအားမလို့အားမရဖြစ်တာတော့ကိုယ်တင်းချောင်းပြောခင်ဗျာအားဆဲကျင်တာကျွန်တော်ပြောအခုလက်ရှိမှာဒါမျက်စိအရမ်းတော့တယ်အဲ့တော့ခုနကနီးပြထွက်သွားတာနဲတောင်နဲသေးတယ်အကယ်ယူနာဖလားကိုက်ပြီးထွက်သွားခင်ဗျာ40 18နဲ့မှာပထမဆုံးရတဲ့ဖလားတစ်ခုကိုယူသွားမယ်နီးပြထွက်သွားခါကြီးအမကြီးဟိုဘဲကခုနကခနာလေးနဲ့ခင်ဗျာနောက်တဲ့နီးပြ gig တစ်ခုရသွားလိမ့်မယ်ကျွန်တော်တင်ဒီတိုင်းဒုံရင်းကဒုံရင်းဆက်သွားမှာ ဒါပဲဘာထူလဲဘာမတူဘာတူတယ်လားဘာမတူတယ်လားတင်းတင်းအားနေအဲ project 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 ဆိုတဲ့တည်းမမျိုးမှာနောက်ပဲနည်းနည်း၃နှစ်ဒါနီးပြတရားဟာဒီနီးပြခုနကပြောဆိုရင်အလေလက်တန်းအလေလက်ကနီးပြနီးပြတရားထပ်ခေါ်မယ် brand for နီးပြဒါကျွန်တော်တို့ Thomas Frank ခေါ်ပြီးနောက်တစ်နှစ်ခွဲလောက်ကျရင်ဟာဒီကောင်က brand for ကနီးပြပဲဘာတတ်မှမလို့ဆိုရယ်စကားတတ်ကြမှာဒါပဲ အဲ့တော့ဒီလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကုညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖုံမမေ့ကြပါနဲ့ပြအောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့လင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောက်ကုညီပြုလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လက်ကလစ်ဖုံမမေ့ကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တော့မှာကျွန်တော်တို့ကပြပေါ်ပြန်တော့မှာကျွန်တော် AC2 ကြရပါပေါ့။ဒေးပါပါ။